အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်တော်ကြိုက်တဲ့ချွေမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့ assistant dancer တူအန်နာပါနေရတော့လေငါ့ရဲ့အခြေအနေကိုကြည့်ပြီးနည်းနည်းလေးတော့မှမတနာဘူးမလားအမေဖြစ်သူတလောက်တောင်မှအသက်ကလည်းကြီးနေပြီးဟောအလုံးမှလည်းကောင်းကောင်းလောက်ကင်နိုင်တော့တာမဟုတ်ကြတော့မှနေရတော့ငါ့အလုပ်တွေလုပ်ရတော့ပျော်ရဲလို့ထင်နေထုံးလားနေ့ကဘယ်နဲ့ကြိမ်လောက်ပြောနေအောင်မှလည်းလက်ထပ်လိုက်တော့လက်ထပ်လိုက်တော့ဆိုမှ နေရလေငါပြောတဲ့စကားတခွန်ကောမှနားမထောင်ဘူးအမေရလေဗျာကျွန်တော်အမေကိုဘယ်နဲ့ချိန်လောက်ပြောပြနေအောင်မလဲကျွန်တော်ကိုလက်ထပ်ချန်နေမင်းကလေးတယောက်မှမရှိပါဘူးဆိုနေမှကျွန်တော်လည်းပြောကြက်ဥရောင်းတဲ့သူကိုဘယ်မင်းကလေးကရောလက်ထပ်ချင်မှမလဲဒါဖြစ်တဲ့ဒါပဲလေကဲနေမတွေ့ဘူးဆိုပေမဲ့ငါတွေ့တယ်နေနဲ့လက်ထပ်ဖို့အတွက်အသိတော်ဆောင်မင်းကလေးတယောက်ကိုငါတွေ့ထားတယ်အဲ့ဒီမင်းကလေးရဲ့နာမည်ကမာဒူရီတဲ့သူနဲ့နေနေဆိုလို့ရှိရင်အတော်လေးကိုလိုက်ဖက်မှာသူကအရန်ချောတယ်လှလဲလှတယ်ရင်ကျေးမှုလည်းရှိတယ် သူကကြောက်စားရတာကိုလည်းအတော်လေးသဘောကျတယ်ဆိုတော့နင်လက်ထပ်ဖို့ကမ်းလှမ်းကြည့်လိုက်ပါလားသူတိုင်းတွေပေါ့ဒီမင်္ဂလာဆောင်ကိုသဘောကျူလက်ခံနိုင်မယ်လို့ငါတို့ထင်နေသားရေဒါနဲ့အမေအမှန်အတိုင်းပြောပြရမယ်ဆိုလို့ရှင်တော့အမေဒီကိစ္စတွေအားလုံးသူနဲ့စကားပြောကြည့်ပြီးသွားပြီးဒီလားပြီးတော့သူကလက်ထပ်ဖို့အတွက်သဘောလေးတူလိုက်ပြီးအခုဒီကိစ္စတွေအကုန်လုံးကိုအတီးတခြားအမေတို့ဆုံးဖြတ်ဖို့အတွက်ပဲလို့တော့တယ်သားဘကသဘောတူတယ်ဆိုလို့ရှင်တော့အမေတို့မင်္ဂလာဆောင်ကိုအမြန်ဆုံးစီစဉ်ကြတော့မှမိုဟစ်ခလေးဘွားကလေးကသူရဲ့ဖခင်ဖြစ်တော့ကတော့ကွယ်လွန်သေးဆုံးသွားခဲ့ရပဲဖြစ်ပါတယ် တစ်ဖက်မှာမာသူရီဆိုရင်မင်းကလေးကတော့ကျောက်ဝင်းစားရတော့ကိုအကျော်လေးသဘောကျပါတယ်။ဒီမှာကျောက်အကြိုက်ဆုံးပါပဲ။ဒီအတွက်ကြောင့်ပဲဒီမှာကတော့မင်္ဂလာဆောင်ကိုသဘောတူလက်ခံခဲ့တာပါ။ကောင်းတဲ့အမေရေကောင်းတဲ့ဒါနဲ့တမီးရဲ့မင်္ဂလာဆောင်ကိုအမြန်ဆုံးပဲစစ်စင်ပေးလိုက်ပါတော့။တမီးအဲ့ဒီအိမ်ကချွေးမလေးအရန်ကိုဖျက်ချနေပြီတိလား။ကဲတမီးအမေနောက်တစ်ချိန်ထပ်ပြီးတော့ပြန်ပြောလိုက်မယ်နော်။အမေဒီမင်္ဂလာဆောင်အတော့တစ်ခေါက်တော့ပြန်ပြီးတော့စဉ်းစားကြည့်လိုက်စမ်းပါဦးအမေတို့အခုချိန်မှာသဘောကျနေတယ်ဆိုတော့ကလည်းနင်းကိုယ်တိုင်လက်ခံနေလို့တောင်အမေတို့ကသဘောကျနေရတော့ မေတို့အလောက်ထိသဘောကျနှစ်သက်ကြမဟုတ်ဘူး။ကောင်လေးကကြောက်ရောင်တဲ့အလုပ်ကိုလုပ်ကြလိ။ရင်သူနဲ့လက်ထပ်ပြီးတော့တဲ့အခါကျရင်လူတွေအားလုံးနဲ့ကိုဘယ်လိုပြောကြလိမ့်မလဲ။အမေကလည်းလူတွေဘာပဲပြောပြောတမီးလူတွေပြောတဲ့စကားကိုစိတ်တောင်းဝင်စားမနေဘူး။လူတွေအတွက်စဉ်းစားမနေပါနဲ့။သူတို့ကတော့ပြောချင်တာကိုပြောကြတာပဲ။တမီးသိချင်တာကတော့တခုပဲရှိတယ်။တမီးတို့ကိုအမြန်ဆုံးဘတ်တော်လက်ထပ်ပေးပါလေ။သူနဲ့အမြန်ဆုံးလက်ထပ်ပေးလိုက်တော့အမေရောတမီးကတော့အဲ့ဒီအိမ်ကချွေးမလေးအရှမ်းဖြစ်ချင်နေပြီ။သူ့ကိုလည်းတမီးကောင်းကောင်းသိနေရပဲ။သူ့ရှိမှဘာတွေများအားရတဲ့ချက်ရှိနေလို့လဲ။ မကောင်းတဲ့အကျင့်တစ်ခုမှတော့တမီသူစီမမမြင်ဘူးမာသူရီကိုယ်တိုင်ကအရန်ကိုတက်ကြွလွန်နေခဲ့တဲ့အတွက်မိခင်ဖြစ်သူကလည်းဘာမှမပြောနိုင်တော့ပါဘူးဒီနောက်မှာတော့နှစ်ယောက်လုံးကိုမိဘတွေရဲ့သဘောတူညီချက်နဲ့အညီပဲလက်ထပ်ပေးခဲ့ကြပါတယ်လက်ထပ်ပြီးနောက်မှာတော့မာသူရီကလည်းခမအင်ကိုရောက်ရှိလာခဲ့တာပေါ့ဒီခမအင်ကိုရောက်ရှိလာခဲ့တဲ့နေရာစပြီးသူမရဲ့ပြောရွှေမှုတွေကတော့မတတ်နိုင်အောင်ဖြစ်နေခဲ့ပါတယ်သူမအတော်လေးကိုဝမ်းသာပြောရွှေနေခဲ့ပါတယ်သူမကတော့ကျောက်ဥဘန်တိုက်ကြီးတစ်ခုလုံးကိုရရှိသွားသလိုကိုထင်မှန်နေခဲ့ပါတယ် အိမ်မှာကြက်ဥတွေအများကြီးပဲထားထားပါတယ်။ပထမအဦးဆုံးရခမအိမ်ကိုရောက်ရှိလာတဲ့နေ့ကစပြီးဒီမကမိဖို့ခံရဲ့အလုပ်တာဝန်တွေအကုန်လုံးကိုကိုရိုင်းပဲတွဲပြောင်းယူလိုက်ပါတယ်။သူမပထမအဦးဆုံးမိဖို့ခံနဲ့ဝင်ရမယ့်နေရာကိုရောက်ရှိလာခဲ့တဲ့အခါမှာရခမဖြစ်သူကိုလာပြောပြလိုက်ပါတယ်။ဒါနဲ့အမေပထမအဦးဆုံးမိဖို့ခံနဲ့ဝင်ရမယ့်နေ့ဆိုတော့ကျမဘာချမ်းရင်ကောင်းမလဲ။ချွေးမလေးရဲ့ဒီနေ့အနေပထမအဦးဆုံးမိဖို့ခံနဲ့ဝင်ရမယ့်နေ့ဆိုတော့မဟုတ်အချို့လေးပါလေးလုံလိုက်ပေါ့။မဟုတ်အချို့လုံပြီးသွားတဲ့အခါကျရင်တော့နင်ကြိုက်တာလုံနော်။ နေစားချင်တာလေးတခုခုလောက်လိုက်လေးရတယ်ဒါဆိုရင်တော့အမေကျမမုတ်အချို့တွေဘာတွေလောက်ပြီးသွားခဲ့တဲ့အခါကြောက်လို့ရှင်တော့ကြက်ဥဟင်းချက်ပေးရမလားယင်အေးရတယ်ရတယ်ရတယ်နေကြိုက်တာချက်လေးကြက်ဥဟင်းချက်ချင်တယ်ဆိုလို့ရှင်လဲချက်ပေါ်ချွေးမလေးရရတာပဲကြက်ဥဟင်းစားချင်တယ်ဆိုလို့ရှင်တော့ကြက်ဥဟင်းချက်လိုက်လေးအမေတို့လည်းချွေးမလေးနဲ့အတူတူပဲကြက်ဥဟင်းစားလိုက်ကြမယ်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေကောင်းပါပြီဒါဆိုရင်တော့ကျွန်မကြောက်ဟင်းကိုပဲထပ်လိုက်ပါမယ်နော်ကျေးဇူးတင်ပါတယ် အခုဆိုရင်တော့မာသရီကလည်းအရန်ကိုဝမ်းသာပျော်ရွှင်စွာနဲ့မိဖို့ခံနေဝင်သွားခဲ့ပြီးသူမစားခြင်းနဲ့ထမင်းဟင်းတွေကိုချက်ပြုတ်နေခဲ့ပါတယ်။အရင်ဆုံးသူမဟလဝါရီကိုလှုပ်ပြီးတဲ့နောက်မှာတော့ကြက်အိုဟင်းကိုချက်လိုက်ပါတယ်။သူမထမင်းဟင်းတွေအားလုံးချက်ပြုတ်ပြင်ဆင်လုပ်ပြီးသွားတာနဲ့ဟင်းပူပူထမင်းပူပူကိုအားလုံးစားဖို့အတွက်တဲ့ခင်းကျွေးလိုက်ပါတယ်။အားလုံးကလည်းသူမကိုယ်တိုင်ချက်ပြုတ်ထားတဲ့ကြက်အိုဟင်းကိုစားပြီးနောက်မှာတော့အရသာရှိလို့နဲ့အတွက်ချီးကျူးခဲ့ကြတာပေါ့။ကောင်းတယ်မင်းချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကတကယ်စားကောင်းပြီးတော့အရသာရှိတာပဲ။ ကျောက်ဝင်ကတော်လေးရတာရှိပြီးစားကောင်းတယ်တိလားနေရာစားကောင်းတာပဲကွာကဲတွေ့လားတွေ့လားကျောက်ခင်တွေကိုချက်တာချွေးမလေးအရန်တော်တယ်ဆိုတော့ကိုနင်းလဲလက်ခံသွားပြီးမဟုတ်လားနင်းထက်တော့အများကြီးတာပါသေးတယ်ငါချွေးမလေးကအဲ့ဒါကြောင့်နင်းလဲသူ့စီကနေပြီးတော့ထမင်းနဲ့ကျောက်ခင်ချက်ပြုတ်တဲ့ပုံစံကိုတင်ယူထားလိုက်တော့အရင်နေ့မှမိသားစုတွေကလုံးကချွေးမအစ်စ်ဆက်ဆက်လေးချက်ပေးထားတယ်ထမင်းဟင်းတွေကိုစားပြီးဝမ်းသာပြောရွှေနေခဲ့ကြပါတယ်သူကိုချီးကျူးနေခဲ့ကြပါသေးတယ် ။မာသူရီကတော့နေ့စဉ်နေတိုင်းကျောက်ဝင်းစားနေရကသူမအတွက်အကျဉ်းဖြစ်လို့နေပါပြီ။သူမကကျောက်ဝင်းအရန်ကြိုက်တဲ့အတွက်ကြောင့်မို့လို့နေ့စဉ်နေတိုင်းဒီဟင်းတစ်မျိုးတည်းကိုပဲချက်စားကြပါရီ။သူမရဲ့အကျဉ်းတွေကတော့သူမပဲတော့မှပြင်ရုံထုံးစံမရှိခဲ့ပါဘူး။ဒီလိုနဲ့နောက်နေရောက်ရှိသွားခဲ့တဲ့အခါမှာတော့ရခမဖြစ်သူကိုသူမကကြောက်ဟင်းပဲပြန်ချက်မယ်ဆိုတဲ့အကြောင်းကိုသွားပြောပြခဲ့ပါတယ်။ဒီအချိန်မှာရခမကလည်းချွေးမလေးကိုပြောလိုက်ပါတယ်။ချွေးမလေးရဲ့နင်ကကြောက်ဟင်းအရန်ကိုကြိုက်ပြီးတော့စားတောင်းနေကြဆိုလို့ရှင်တော့နင်စားဖို့အတွက်နင်ကိုယ်တိုင်ချက်စားလိုက် ငါနဲ့ခိုက်သားလေးမော်ဟစ်တိုနှစ်ယောက်စလုံးကတော့နေစင်နေတိုင်းကျောက်ဟင်တစ်မျိုးတည်းကိုပဲမစားနိုင်ဘူးလေ။ငါတို့ကကြတော့ဒီဟင်းကြီးပဲစားရင်အရန်ကြီးငွေတယ်။ဘလောက်ပဲအရသာရှိရှိနေ့တိုင်းကြတော့မစားနိုင်ဘူး။နေစားဖို့တော့ကျောက်ဟင်ချက်ရင်ချက်စားဖို့ငါတို့အကြွအရွက်ကြော်လေးပါလေးတခုခုပြင်ဆင်ပေးလိုက်နော်။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေဒါအရန်ကိုကောင်းပါရဲဒါပို့ပြီးတော့အဆင်ပြေတယ်။ဒီတော့မှတော့တမကလည်းမိဖို့ကံနဲ့အမြန်ဆုံးသွားလိုက်ပါရီ။တမကိုယ်တိုင်စားတော့ဖို့အတွက်ကျအုပ်ဟင်းနဲ့ထမင်းကိုသာချက်ခဲ့တဲ့အတွက်ပြောက်ကြားကလည်းပြောလိုက်ပါရီ ဒါဘလို့ဖြစ်တာလဲမာသူရဲ့မင်းဒီနေ့လေမင်းကိုယ်တိုင်စားဖို့အတွက်ကြောက်ဟင်ကိုချက်ပြန်ပြီလားနေ့တိုင်းကြောက်ဟင်ပဲစားနေရမငြင်းငွေ့ဘူးလားကွာငါတို့စားနေတဲ့ရိုတီနဲ့ဟင်းသီးဟင်းရွက်ကိုလည်းမင်းစားကြည့်လိုက်ပါအောင်ကွာဘလောက်တောင်မှစားကောင်းပြီးအရသာရှိလိုက်တယ်အရင်ဆုံးစားကြည့်ပါမင်းကအတင်းအကျပ်ပြောဆိုနေရမဟုတ်စားကြည့်ပြီးတော့မှအရသာရှိမရှိပြန်ပြောမစားချင်ပါဘူးရှင်ကျမဒါတွေကိုလုံးဝမစားချင်ဘူးကျမစားနေကြကြောက်ဟင်းကိုစားရတာပဲကျမကြိုက်တယ်အဲဒါကြောင့်ကျမကြောက်ဟင်းပဲစားမယ်ဟုတ်တယ်ချွေးမလေးရဲ့ကြောက်ဥစားရကကျမ့ရဲ့အတွာကောင်းတယ်ဆိုပေမဲ့လည်း အလွန်အကျွံစားတော့တာကကြတော့လည်းမဟုတ်သေးဘူးနော်ဟင်းဒီဟင်းရွက်တွေစားရဲဆိုတာကလည်းကျမကြီးအတွက်အထောက်အကူပြုတာပေါ့အစိမ်းရောက်ရှိတဲ့ဟင်းဒီဟင်းရွက်တွေကိုအများကြီးစားသင့်တယ်နော်တခုခုကိုလိုအပ်တာထပ်ပို့ပြီးတော့ဆွဲဆွဲလလန်စားတော့နေပြီဆိုလို့ရှိရင်တော့ကျမကြီးအကျွံမကောင်းတာတွေအများကြီးဖြစ်ပေါ်လာနိုင်တယ်ချွေးမရဲ့ကျမအမြဲတမ်းစားလာခဲ့တာပါအမေကျမရဲ့ကျမကြီးကတော့တောင်တောင်ကြီးပဲဘယ်တော့မှတခုခုစိုးရွားသွားခဲ့တာမျိုးတခါမှလည်းမရှိခဲ့ဘူးဘူးကျမအဆင်ပြေပါတယ်ကျမကဒီကျောက်တွေကိုစားလာခဲ့တာနှစ်ပေါင်းများစွာကြာနေပြီလေ ကျမမိဘအိမ်မှာရှိကြတဲ့ကကျမဒါရီကိုစားတောက်လာခဲ့တာဘာမှဖြစ်တာမဟုတ်လို့စိတ်ပူမနေပါနဲ့နော်ကဲချွေးမလေးငါနဲ့တို့တခါရဲပြောလိုက်မယ်ငါပြောတဲ့စကားကိုသေချာနားထောင်ဒီအိမ်မှာငါကလူကြီးဖြစ်တယ်လူကြီးဖြစ်တဲ့အတွက်ကလေးတွေကိုရှင်းပြရမှာကတော့ငါ့ရဲ့တာဝန်ပဲဒါကြောင့်ငါကလည်းတာဝန်အနေနဲ့ပြောပြနေရရှေ့ဆက်ပြီးတော့နင်ဘာလုပ်ချင်လဲအဲ့တော့ကိုတော့နင်းရဲ့သဘောဆန္ဒအတိုင်းပဲနင်ကြိုက်တာလုပ်လို့ရတယ်ကြိုက်တာဒါလုပ်တော့မာသူရီကတော့ရခမဖြစ်သူပြောတဲ့ဘာစကားတခုံးကမှနားမထောင်ခဲ့ပဲသူမှလှုပ်ချင်ရကိုဒါလုပ်နေခဲ့ပါတယ် မိုဟန်ပြောတဲ့စကားတွေကိုလည်းသူကနားမထောင်ခဲ့ပါဘူး။သူစားချင်တဲ့ကြောက်ဟင်းတွေကိုပဲအမြဲတမ်းချက်စားလိုက်ပါရီ။သူမကိုအိမ်မှာတောင်းမြင်မဲ့သူဘယ်သူမှလည်းမရှိတဲ့အတွက်သူမစိတ်ကြိုက်စားချင်တာတွေကိုစားတောက်ခဲ့ပါရီ။သူမနေ့စဉ်နေ့တိုင်းကြောက်ဟင်းတွေကိုချက်စားခဲ့ပါရီ။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အရှင်ကကျမရဲ့ဘဝမှာပြည့်စုံအောင်လို့အများကြီးထားပေးခဲ့တယ်နော်။ကခမအိမ်ရတော့လေတကယ်ကောင်းလေခမအိမ်ကိုရခဲ့တာပဲကျုပ်ဦးရေအများကြီးရှိနေတဲ့အခါကျတော့ကျမကြိုက်တယ်လို့ချက်စားလို့ရတယ် ဒါပေမဲ့တယောက်မှဖြစ်သူပြောတဲ့စကားတွေကိုတော့သူပထမတွေကနားထောင်မဲဆိုရင်တော့ဒုက္ခရောက်စရာအကြောင်းမရှိပါဘူး။အရာအားလုံးကသူ့ရဲ့အကန့်အသတ်နဲ့ပဲကောင်းပါတယ်ကြော်လွန်သွားပြီဆိုလို့ရှင်တော့စိုးရတခုခုဖြစ်တော့မှာပါ။သူမကအစားအသောက်တွေကိုမျှတတာမစားတော့ပဲနဲ့ဟင်းဒီဟင်းဝါလုံးဝမစားပဲကျောက်တွေပဲစားတော့နေခဲ့တဲ့အခါမှာတော့ကျမကြီးထူချာလာခဲ့ပါပြီ။အစားအုပ်စုအုပ်စုလုံးပါဝင်အောင်စားတော့ရမယ့်အစားသူမကကြောက်ဥတွေကိုအရန်ကြိုက်နေတဲ့အတွက်ကြောက်ဥတမျိုးတွေကနေတာအာဟာရတွေကိုအပြည့်အဝရရတယ်လို့သူမထင်မှန်နေခဲ့ပါတယ် ။သူမဒီလိုပဲစားတောင်းနေနဲ့ဝိတ်တွေကလည်းတရက်ထက်တရက်ပိုပြီးတော့ဒိုးလာနေခဲ့ပါရီ။သူမတဖြည်းဖြည်းနဲ့ဝိတ်တွေဒိုးလာတာကိုမြင်တွေ့ခဲ့ရတဲ့အခါမှာသူ့ယောက်ျားကလည်းပြောလိုက်ပါရီ။မာသူရီမင်းကျက်ဥစားတာကိုတော့ငါလည်းမတားမြစ်ပါဘူး။ဒါပေမဲ့မင်းကျက်ဥစားတဲ့နေရာမှာတခြားတစ်ခုအစားထိုးပြီးတော့စားကြည့်ပါလား။နေ့တိုင်းကျက်ဥပဲစားနေတဲ့အခါကျတော့မင်းရဲ့ကြားမကြီးအခြေအနေဆိုးရွားသွားမှာဆိုလို့ပြောနေရတာ။နေ့တိုင်းကျက်ဥတွေအများကြီးစားနေတဲ့အခါကျတော့မင်းရဲ့ခန္ဓာကိုယ်ကတော်တော်လေးကိုဝိတ်တွေတိုးတက်လာနေခဲ့ပြီ။ မာသူရီကတော့ဘယ်သူပြောတဲ့စကားကိုမှဂရုလည်းမဆိုင်သလိုမျိုးနားလည်းမထောင်ပါဘူးသူယောက်ျားပြောတဲ့စကားကိုလည်းသူနားမထောင်ခဲ့ပါဘူးသူမကတော့ကျောက်ရီကိုပဲနေစဉ်နေတိုင်းဆက်လက်စားတောင်းနေခဲ့ပါတယ်နောက်ဆုံးတရက်မှာတော့မထင်မှတ်ထားတဲ့အရာတွေအကုန်လုံးကဖြစ်ပေါ်လာခဲ့ပါပြီသူမယောဂရယ်ဝင်ပြီးအရာတွေမှာလဲသွားခဲ့ပါတယ်သူမထားရာထိုင်ရတာအလုံးလုံးရတာခနာကိုတစ်ခုလုံးကလည်းလေးလံထိုင်မိုင်းနေပါတယ် ဒီလောက်ထိအခြေအနေဆိုးသွားခဲ့တဲ့အခါမှာမိုဟစ်ကိုရိုင်းကလည်းမကြည့်ရကြောတဲ့အတွက်သူမကိုအမြန်ဆုံးစီယုံကိုတင်ပို့ဆေးကူတောက်ပေးခဲ့ရပါတယ်။စရောက်ရောက်သွားခဲ့တဲ့အခါမှာဆရာဝန်တွေကပြောလိုက်ပါတယ်။ကျောက်ဦးစားတယ်ဆိုတာကအားရှိပြီးတော့ကောင်းတယ်ဆိုတာတော့ဟုတ်တယ်။ဒါပေမဲ့ကျောက်ဦးကိုအလွန်အကျွံစားမယ်ဆိုလို့ရှိရင်တော့ဘေးဥပတ်ဖြစ်စေနိုင်တယ်ဆိုတာကလည်းအမှန်ပါပဲ။ခမည်းတော်အနေနဲ့ကျောက်ဦးအပြင်အသီးနှံတွေအသားအငားတွေနွားနို့တွေဒါတွေကိုလည်းတောက်တုံးတင်တယ်။ခမည်းတော်ကျောက်ဦးစားတော့အရန်ကိုများလုံးလုံးအခုလိုဖြစ်သွားတာဆိုတော့ခမည်းတော်ကျောက်ဦးလုံးဝမစားမှဖြစ်တော့မယ်။ တကယ်လို့ဒီပုံစံအတိုင်းခမားကျောက်ဥတွေအများကြီးထပ်ဆားနေအောင်မယ်ဆိုလို့ရှင်တော့ဆိုးရွားတဲ့ရောဂါတွေအများကြီးဝင်လာလိမ့်မယ်။အလောက်ထိဖြစ်ပွားပြီးဆိုလို့ရှင်တော့ခမားကိုစေကူတော့ဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်တော့ဘူး။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီရှင်။ကျမရောဂါဆိုးတွေအများကြီးတော့အဝင်မခံနိုင်ပါဘူး။ဆရာကဒီလောက်တောင်မှပြောနေတယ်ဆိုတော့ကျမကျောက်ဥမစားတော့ဘူးနော်။ကျမဘယ်တော့မှကျောက်ဥတွေကိုမစားတော့ပါဘူး။ဒါနဲ့ကျမတခုလောက်ပြောလို့ရမလား။ဒါနဲ့ကျမကကျောက်ဥဟင်ချက်တာအရန်ကိုကြော်တာဆိုတော့လေကျမချက်ထားတဲ့ကျောက်ဥဟင်ကိုစားကျင်လိုက်။အေးဟုတ်ပြီကောင်းတယ်။ ဒါပေမဲ့မင်းလုံးဝနေပြန်ကောင်းကျမ်းမာသွားခဲ့တဲ့အခါကျတော့မှနော်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီကျမသဘောတူပါတယ်ဒီနောက်မှာတော့မာသူရီကလည်းကြက်ဥစားတာကိုအတော်လေးရှော့ချပြီးတလောက်ကိုတစ်ခေါက်နှစ်ခေါက်လောက်ပဲကြက်ဥကိုစားပါတော့တယ်ဆရာဝန်ပေးတဲ့စေးတွေကိုလည်းသူမအချိန်မှန်တောက်ပြီးအစာအုပ်စုသုံးစုလုံးဝင်အောင်လို့သူမကအာဟာရမျှတစွာစားတောက်ခဲ့တဲ့အခါမှာတော့သူမရဲ့ကျမ်းမာရေးအခြေအနေကလည်းပြန်လည်ကောင်းမွန်သွားပြီးဝေးကျသွားခဲ့ပါတယ် တရမမာသူရီကတမကိုရိုင်းချက်ထားတဲ့ကြောက်ဟင်းကိုချက်ပြီးဆရာဝန်ရှိဖို့ပို့ပေးခဲ့ပါတယ်။ဆရာဝန်ကိုရိုင်းကလည်းတမချက်ပြုတ်ထားတဲ့ကြောက်ဟင်းကိုစားပြီးအတော်သဘောကျသွားခဲ့ပါတယ်။ကောင်းဝင်မာသူရီရဲ့မင်းချက်ထားတဲ့ကြောက်ဟင်းကတကယ်စားကောင်းပြီးအရသာရှိရပဲနင်ပြောတာမှန်းနဲ့နင်လည်းနှစ်ယောက်ကြားနဲ့အတူတူကြောက်ဟင်းလှုပ်ပြီးတော့ရောင်းမယ်ဆိုရင်တော့အတော်လေးစီးပွားဖြစ်မှာသီလား။မင်းတို့ကိုရိုင်းပတ်စံများကြီးရှာနိုင်ကြတော့မှာပဲစူးစမ်းကြကွာ။မာသူရီကလည်းဆရာဝန်ပေးလိုက်တဲ့အကြံကိုအတော်လေးသဘောကျသွားခဲ့ပါတယ်။ဒါကြောင့်သူကလည်းတယောက်ကြားနဲ့အတူတူကြောက်ဟင်းနဲ့ထမင်းကိုသွားရောက်ချပေးခဲ့ပါတယ်။ ဒီလိုနဲ့သူတို့စီပွားရေးအခြေအနေအရန်ကိုကောင်းမွန်လာခဲ့ပြီးပတ်စံတွေလည်းအများကြီးရှာနိုင်သွားခဲ့ပါတယ်။အားလုံးကလည်းပျော်ရွှင်စွာနဲ့သက်ဆောင်တိုင်းထိုင်သွားခဲ့ကြပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အပြင်းရှိလွန်နေတဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါရဲ့။မေခေါ်တဲ့ဂဂန်တိုနှစ်ယောက်စလုံးကတော့မိဘတွေသဘောတူလို့လက်ထပ်ခဲ့ကြတဲ့စုံတွဲပဲဖြစ်ပါရဲ့။သူကတော့သူ့ရဲ့မိသားစုဝင်တွေနဲ့အတူတူမြို့ကြီးမှာနေထိုင်နေခဲ့တူပါ မင်္ဂလာဆောင်ပြီးနောက်မှာတော့ချွေးမလေးရဲ့ပထမအူဇော်မီဘော့ကန်နဲ့ဝင်ရမယ်နေကိုရောက်ရှိလာခဲ့ပါတယ်။ဒီအချိန်မှာရခမနဲ့ရောင်မလေးတွေကရောက်ရှိလာခဲ့ပြီးပြောခဲ့ကြတာပေါ့။ကဲချွေးမလေးဒီနေ့အနေနဲ့ပထမအူဇော်မီဘော့ကန်နဲ့ဝင်ရမယ်နေဆိုတော့ထမင်းဟင်းကောင်းကောင်းလေးချက်ပြုတ်လိုက်နော်။အနည်းဆုံးဟင်း၃လေးမျိုးလောက်တော့ချက်ပြုတ်ရမယ်ကြလား။နေမုတ်အချို့အနေနဲ့ဟလဝါတွေဘာတွေထိုးလိုက်ပေါ့။ဟလဝါကိုလည်း၂မျိုးလောက်ထိုးလိုက်။ထမင်းဟင်းတွေကိုလည်းကောင်းကောင်းလေးချက်ပါ။အရသာအရှိအဆုံးစားလို့အကောင်းဆုံးဆိုတော့ကိုပဲရွေးချက်။ ဟင်းကိုမများလေးချက်လိုက်နော်ဒါရီအားလုံးချက်ပြီးသွားတဲ့အခါကျရင်တော့နောက်ထပ်အင်းဘာရီကိုချက်ပြုတ်ချင်သေးလေဒါဥပါပေါင်းချက်လိုက်အမလီငါ့ကိုလာပြောပြနေရဲ့ list ကနည်းတော့မဟုတ်ဘူးလူ90စာလောက်ကျွေးလို့ရတယ်ဒါလောက်များတဲ့ထမင်းတွေဟင်းတွေအများကြီးချက်ပြီးတော့ငါကငါချက်ချင်တာကိုချက်ပြီးတော့ချက်ပြုတ်ပြရအောင်မယ်ဖြစ်နိုင်ကြကိုပဲပြောစမ်းပါဘာဖြစ်တာလဲကျွေးမလေးရဲ့အစဉ်ပြေးရလားနင်းဒါရီဘလောက်တောင်မှစဉ်းစားနေရလဲဘာရီမှမစဉ်းစားနေရောနဲ့ငါပြောတဲ့အတိုင်းပဲလုပ်လိုက်တော့နော်ကြားလား ဟုတ်ကဲ့ပါအမေဟုတ်ကဲ့ပါကျွန်မအားလုံးကိုတေးချလုပ်ပေးလိုက်ပါမယ်နော်အလုပ်တွေအကုန်လုံးအမြန်ပြီးစီးသွားလိမ့်မယ်စိတ်ပူမနေပါနဲ့ဒါနဲ့တမီတို့နှစ်ယောက်လုံးလာကြအောင်နေတော့နှစ်ယောက်ကတော့မိဖို့ခံနေသွားပြီးနေတော့ရောင်းမကိုပြပေးလိုက်ဘလို့တွေအလုပ်ကိုလုပ်ရမလဲဆိုတာရေးစာဘူးတွေမဆလာဘူးတွေအကုန်လုံးဘယ်မှာထပ်ထားလဲဆိုတာရေးပြောပြပေးလိုက်အောင်အမေရလေလေတကယ်ပါပဲတမီတို့ကထမင်းဟင်းအောင်ချက်ပြုတ်တတ်တာမဟုတ်ပါဘူးဆိုနေမှာတိတယ်တိတယ်အဲ့ဒါကြောင့်နေတော့ကိုဘယ်သူကထမင်းဟင်းဝိုင်းပြီးချက်ပြုတ်ခိုင်းနေလို့လဲ ပစ္စည်းတွေကိုတခြားလောက်ယူပေးလိုက်ပါလို့ပဲပြောနေရလေ။ဒါလေးတော့မှအတော်လေးကိုခက်ခဲနေကြလား။သူ့ကိုနည်းနည်းပပအကူအညီပေးရုံလေးပဲ။အဲ့ဒါလေးပဲအကူအညီသွားပေးလိုက်ကြတော့။ဟုတ်ကဲ့ပါမေကောင်းပါပြီ။အဲ့လောက်ပဲအကူအညီပေးရမယ်ဆိုရင်တော့လည်းအကူအညီပေးလိုက်ပါမယ်။မေခါကလည်းသူ့ရဲ့ပထမဦးဇော်မီဖို့ခံနေဝင်ရမယ်နေမှာအလို့တွေကိုသွားရောက်လောက်ကိုင်းနေခဲ့ပေမယ့်သူ့ရဲ့အရန်ကိုပြင်းရှီလို့နဲ့ရောင်းမလေးနှစ်ယောက်ကတော့အလို့ကိုတုတ်ကနန်းစိတ်ကနန်းလောက်သားလောက်ပေးနေခဲ့ကြပါရဲ့။ဒုက္ခပဲဒီနှစ်ယောက်ကလေအတော့လည်းမကြောက်ဘူး။ သူတို့နှစ်ယောက်လုံးကိုကြက်တုံဖြိုကြက်တုံနီအာလူခွာထားဖို့ပြောထားတာအတော်လေးကြာနေပြီဖြစ်ဖြစ်ချင်းလုံနေကြတယ်ဒီပုံစံအတိုင်းဆိုရင်တော့ငါငါလုံလိုက်တာပိုရောင်းမြန်အောင်မယ်ဘာဖြစ်လို့ပြောစိတ်လိုမျိုးအလောက်ကိုလုံနေကြတာလဲပြင်းရှိလိုက်ကြတာသူတို့တမင်တတငါကိုလုံနေကြတာလို့ငါတော့ထင်တယ်အခုလိုအလောက်ခိုင်းနေလို့လည်းဘာမှထူးခြားလာမှမဟုတ်ပါဘူးသူတို့အလောက်တွေကိုပြီးအောင်လုံမှလည်းမဟုတ်ဘူးကဲကဲကဲထားလိုက်တော့ထားလိုက်တော့တို့ခိုင်းမဲ့စွာကိုဟောက်ကိုပဲလောက်တော့မယ်ကဲနင်တို့နှစ်ယောက်လုံးအေးအေးဆေးဆေးသွားပြီးတော့အခန်းထဲမှာပဲအနားတော့ယူလိုက်ကြပါလား ငါကိုယ်တိုင်ပဲဒီအလုပ်တွေအကုန်လုံးကိုလုပ်လိုက်တော့မယ်ပထမတည်းကနှစ်ယောက်လုံးဝိုင်းပြီးတော့အကူအညီပေးနေကြတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်ပြန်မှန်းနေလောက်ကြရောပေါ့တွားတွားအနာအတွက်ယူလိုက်ကြကျေးဇူးများကြီးတင်ပါတယ်ရောင်းမရေကျမတို့ကိုအခုလိုပြောပေးတဲ့အတွက်ဒါဆိုရင်တော့တွားတော့မယ်နော်ပြောဆိုပြီးနောက်မှာတော့နှစ်ယောက်သားကပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့ကြပါပြီမိခတရားကိုထဲပင်ပြီးဖို့အခန်းထဲမှာပြန်မှန်းစရဲစွာနဲ့အလုပ်တွေကိုလုပ်နေခဲ့ရတာပေါ့ဒီမှာအလုပ်တွေကိုလုပ်နေလုပ်နေနဲ့ပဲဟင်းတွေအများကြီးချက်လိုက်ရတော့အချိန်၃နာရီလောက်ကုန်သွားခဲ့ပါပြီ သူတို့ကတော့တရက်ထင်းနဲ့ငါ့ကိုအစီထုတ်နေကြတာပဲငါရောင်မတွေကအလောက်တခိုးတွေဘာအလောက်မှမလောက်ချင်ပါဘူးဆိုနေမှငါရခမကလည်းအတူတူပဲငါ့ကိုနည်းနည်းပပဝိုင်းကူညီပေးရမလားဆိုပြီးလာတော့မမေ့ဘူးဒီမှာထမင်းဟင်းတွေကောလုံးချပြောက်ပြန်ဆန်လို့ပြီးစီသွားခဲ့အကမှာတော့မိသားစုဝင်တွေကောလုံးကိုချချွေးခဲ့ပါတယ်ဒီမှာချပြောက်ထားတဲ့ထမင်းဟင်းတွေကိုအားလုံးကလည်းတဘောအကြာနှစ်တန်းနေခဲ့ကြပါတယ်ကောင်းလိုက်တာချွေးမလေးရဲ့ထမင်းဟင်းတွေကတကယ်အရမ်းစားကောင်းပြီးတော့အရသာရှိတာပဲပျော်ရွှင်ပါစေချွေးမလေးရဲ့ပျော်ရွှင်ပါစေကွာ အခုတော့အရောက်တော်ရှိတဲ့ထမင်းဟင်းတွေကိုတော့နေငါတို့ကိုသုံးနာလုံးချက်ကျွေးမယ်ဆိုလို့ရှိရင်တော့ပျော်ရွှင်စရာပဲဟုတ်ကဲ့ပါအဖေကောင်းပါပြီကျွန်မသုံးနာလုံးချက်ကျွေးနိုင်ပါတယ်ဟုတ်တယ်ရောင်မရောင်မချက်ထားတဲ့ထမင်းဟင်းတွေကအရောက်တော်ရှိပြီစားလို့အရန်ကောင်းနေသီလားကျွန်တော်တို့လည်းအရန်ကြိုက်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေ့စပြီးကန်ကောင်းပြီပေါ့ရှင်အရောက်တော်ရှိတဲ့ထမင်းဟင်းတွေကိုနေ့တိုင်းစားတော့ရတော့မယ်ဒါတော့ဟုတ်ပါပြီနေငါတို့ကိုတရက်ကိုထမင်းသုံးနာအရောက်တော်ရှိရှိချက်ကျွေးရမယ် မနှက်စာကိုလည်းမနှက်စာပုံစံအတိုင်းပဲအရသာရှိတဲ့မုတ်တွေကိုလည်းကျွေးရမယ်။နေ့လယ်စာကိုလည်းအခုလိုမျိုးဟင်းအမေမြများလေးနဲ့အရသာရှိတဲ့ဟင်းထမင်းတွေကိုချက်ကျွေးရမယ်။ညစာဆိုလို့ရှင်လဲအစာကြေလွယ်အောင်လို့အရသာရှိပြီးစားကောင်းတဲ့ကျမရင်နဲ့ညွတ်တဲ့ထမင်းဟင်းတွေကိုချက်ပေးရမယ်နော်။နေတရက်ကိုအနည်းဆုံး၃ခေါက်ချက်ပြုတ်ပေးရလိမ့်မယ်ချွေးမလေးရဲ့။ဒါနဲ့ထမင်းစားတော့ပြီးသွားတိုင်းမှာမုတ်အချို့တစ်ခုခုကတော့ပါဝေးတဲ့နေ။ထမင်းစားပြီးရင်အားလုံးကလည်းအချို့တဲကျင်ကြရလေဟုတ်တယ်မလား။ ထမင်းစောင်းတော့ပြီးပြီဆိုရင်တော့ဒီပကံတွေအကုန်လုံးကိုလည်းစေးကြောတန်းရှင်လိုက်ပါဦးအားလုံးပြီးသွားပြီဆိုရင်တော့နင်လည်းအေးအေးစစ်စစ်နားရှုလို့ရပါပြီအရန်ကြီးပင်မန်းတဲ့ကိစ္စတော့လည်းမဟုတ်ပါဘူးပင်မန်းနေပြီမလားဒီမအလုပ်တွေအားလုံးလုံးလို့ပြီးစီသွားခဲ့တဲ့အခါမှာအခန်းထဲကိုဝင်သွားခဲ့ပါတော့တယ်ဒီမအတော်လေးကိုပင်မန်းနေခဲ့ပြီဆိုပေမဲ့ဒီမနေ့လည်စာထမင်းကိုလည်းချက်ပြုတ်ရအောင်ပါပါအခုမှမနက်စာကိုပဲဒီမချက်ပြုတ်ရပါသေးတယ်ခဏနေတော့ဒီမမိဖို့ခံတဲ့အမြန်ဆောင်ဝင်သွားခဲ့ပြီးထမင်းဟင်းတွေကိုစတင်ချက်ပြုတ်လိုက်ပါတယ်ဒီမဟင်းတွေကိုအများကြီးချက်ရတဲ့အပြင်အချိုပွဲတွေကိုလည်းပြင်ဆင်ပေးရပါတယ် ဒီလိုနဲ့ပဲလပေါင်းများစွာကုန်ဆုံးသွားခဲ့ပါတယ်။သူမလက်ထပ်ပြီးရခမအင်ကိုရောက်ရှိလာခဲ့တဲ့အချိန်ကစပြီးအခုလိုမျိုးအလုပ်တွေကိုပင်ပင်ပန်းပန်းလုပ်ကိုင်းနေကြရတာပါ။တရက်ကိုအထမင်းသုံးနှလုံးချက်ပြုတ်ရရဲဆိုတာကလည်းကိုယ်ရဲ့ကိစ္စတော့လည်းမဟုတ်ပါဘူး။အိမ်မှာတနက်သူတွေများအကြီးရှိနေခဲ့ပေမဲ့သူမကိုအကူအညီပေးဖို့အတွက်တရားမှမိဖို့ကံနဲ့ဝင်လာရတာမှရှိပါဘူး။သူမမနက်မောလင်းအစောကြီးအရာကထားတဲ့အချိန်ကစညမိုးချောင်းအဲ့ရဝင်တဲ့အထိမိဖို့ကံနဲ့မှပဲအလုပ်တွေကိုပင်ပန်းစွာနဲ့လုပ်ကိုင်းနေရပါတယ်။ အခုတမမီဘအင်ကာတူရီနဲ့ဖုန်းစကားပြောဖို့အတွက်ကြောင့်မှတမရှိမှအချိန်မရှိခဲ့ပါဘူး။လောက်အနေငယ်တော့အခုလိုမျိုးအလုပ်တွေကိုပြပြမမှန်လုပ်ခဲ့ရတဲ့အခါမှာတော့တမအတော်လေးပြမှန်းသွားခဲ့ပါရည်။တော်ပြီတော်ပြီအခုအတော်လေးကိုလွန်နေပြီ။တရက်ကိုသမင်းတုံးနဲ့ချက်ပေးရတယ်ဆိုတာလည်းကိုရဲကိစ္စမှမဟုတ်ကြ။ငါအလောက်ထိသမင်းတွေအများကြီးကိုမချက်ပေးနိုင်တော့ဘူး။အဲ့ဒါကြောင့်ဒီနေ့အစပြီးတော့ငါတုံးနဲ့လုံစာကိုတစ်ခါရင်းပဲချက်ဖို့အတွက်စဉ်းစားထားတယ်။ဟုတ်တယ်တုံးနဲ့လုံစာကိုငါတစ်ခါရင်းပဲချက်မယ်။ဒါမှလည်းငါခဏခဏမိဖို့ခံနေဝင်စရာမလိုပါလေ။ ဒါကြောင့်သူမလိုအပ်တဲ့ပြင်ဆင်မှုတွေအကုန်လုံးကိုထမင်းဟင်မချက်ပြုတ်ခင်မပဲတခါတည်းလှုပ်ထားလိုက်ပါရီဒါမှလည်းသူမအကြိမ်အကြိမ်မလုပ်ရမှလीဒုက္ခပါပဲမဆလာရီရောမြုပ်သီးရီရောအကုန်လုံးကုန်သွားပြီညောင်ဤမိုးချုံငါဘယ်ကနေပြီးတော့ဓာရီကိုသွားဝယ်ရမှလဲဘယ်မှာမှသွားဝယ်လို့လည်းမရတော့ဘူးအိမ်လေးချင်းအတော်ရှိကိုသွားပြီးတော့ဓာရီကိုចောင်းလာခဲ့လိုက်မယ်ဆိုရင်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါအကောင်းဆုံးပဲငါအိမ်လေးချင်းအတော်စီကနေပြီးတော့ပဲသွားចောင်းလာခဲ့လိုက်တော့မယ်သူကလည်းအိမ်လေးချင်းအတော်ကြီးစီသွားခဲ့ပြီးနောက်မှာတော့မဆလာရီကိုသွားចောင်းလာခဲ့လိုက်ပါတယ် ။တလာခဲ့တဲ့အခါမှာတော့သူမထမင်းဟင်းတွေကိုပြန်လဲချက်ပြုတ်နေခဲ့ပါတယ်။သူမနိုင်ကွက်တနာရီလောက်ကြာတဲ့အချိန်ထမင်းဟင်းချက်ပြုတ်ပြီးနောက်မှာတော့မိသားစုတွေကိုအလုံးကိုကျွေးလိုက်ပါတယ်။ချွေးမလေးရေချက်လုပ်ပြီးပြီးဆိုရင်လည်းအမေတို့အားလုံးကိုကျွေးပါတော့ချွေးမလေးကိုယ်တိုင်ချက်ပြုတ်ထားတဲ့အရသာရှိတဲ့ထမင်းဟင်းတွေကိုစားဖို့အတွက်အတော်လေးကိုစိတ်လှုပ်ရှားနေပြီ။ကဲကဲကဲအမြန်လို့အမြန်လို့ချွေးမလေးရေအမြန်လို့ဘယ်ချိန်ထမင်းစားရမလဲဆိုပြီးတော့ပဲအမြဲတမ်းစောင့်မျှော်နေကြတာ။တရရလုံးရှောက်သွားပျော်ပါနေကြတဲ့စကားပြောပြီးအေးအေးဆေးဆေးအနားယူနေကြတဲ့သူတွေကများထမင်းစားသောက်ဖို့အတွက်စားသောက်နေကြတဲ့ ဘာလို့စောင့်မျှော်နေရလဲအပေါ်တွေပါအိမ်မှာရိတ်ခါတွေအကုန်လုံးကကုန်သွားပြီအမေစံတွေလည်းကုန်နေရမစလာတွေလည်းကုန်နေပြီမြုပ်တီချောက်တွေကလည်းဝယ်ရအောင်မယ်ချွေးမလေးဒါတွေအားလုံးဝယ်ထားတာတိတ်မကြအသေးဘူးမဟုတ်ဘူးလားဘလို့ဖြစ်တာလဲဟုတ်တယ်လေအမေအိမ်မှာတော့တရက်ကိုသုံးနှန်းချက်ရတာဆိုတော့ဘလို့မစိုးဝယ်ထားတဲ့ပစ္စည်းတွေအကုန်လုံးကတော့အမြန်ကုန်သွားတာစမ်းတော့လည်းမစမ်းပါဘူးအမေရဲ့ဟုတ်ပြီဟုတ်ပြီကောင်းပြီလေဒါဆိုရင်တော့မနေ့ပြန်ကြရင်တော့တော့ဝယ်ပေးထားမယ်နော်နောက်နေ့မှသူကလည်းတယောက်ကြားနဲ့အတူတူဈေးသွားဝယ်လိုက်ပါလေ အရာနဲ့အတူတူသူမက gas မီးပိုကိုလည်းပြန်ပြောင်းလိုက်ပါတယ်လူတွေအကုန်လုံးကတော့ငါတို့အိမ်မှာဘလောက်တောင်မှလူတွေအများကြီးနေတော့အလောက်ထိထမင်းစားတောင်းနေကြတာလေဆိုပြီးတော့ထင်ကြလိမ့်မယ်။လူကအများကြီးရှိတာမဟုတ်ဘူးရှိတဲ့လူတွေကဖုတ်ဘလူးလိုမျိုးပဲစားတောင်းနေကြတာ။အဲဒါကြောင့်ငါထမင်းတွေကိုတစ်ချိန်တည်းပဲတစ်ခါတည်းချက်တော့မယ်။မနက်မောလင်းတာနဲ့တရက်လုံးစွာထမင်းဟင်းတွေကိုချက်ပြီးတော့ပဲဟင်းကိုပြန်နှွှေးပြီးတော့ကျွေးမယ်။ ီလိုစဉ်းစားပြီးနောက်မှာတော့မိခါကလည်းပြမန်လုံးနဲ့အတူတရက်လုံးစာထမင်းဟင်းတွေကိုမနက်မော်လင်းအစောကြီးကလေးကထားချက်ထားခဲ့ပါတယ်။ဒီမအိမ်မှာဂက်စီဘိုကလည်းအစ်စ်လဲထားတာဖြစ်တဲ့အတူတခါရဲချက်ပြုတ်လို့အစဉ်ပြေပါတယ်။ချက်ပြုတ်ပြီးတော့ထမင်းဟင်းတွေကိုဒီမရေခဲတတားတွေမှာထည့်ထားပြီးတင်ထားလိုက်ပါတယ်။မနက်စာဆိုလို့ရှိရင်တော့မနက်စာကိုနှွေးပေးပြီးညစာဆိုရင်တော့ညစာကိုဒီမနှွေးပြီးတော့အားလုံးကိုကျွေးလိုက်ပါတော့တယ် အခုအချိန်မှာတော့သူမအရန်ဂျီပမန်းနေစရာမလိုဘဲနဲ့စိတ်အေးသသာစွာနဲ့ပဲနေထိုင်နိုင်သွားခဲ့ပါတယ်။တရမတော့သူမမနက်အစောဂျီသမိုင်းဟင်းတွေချက်ပြီးနောက်မှာတော့သမိုင်းဟင်းတွေကိုရေခဲတာတွေမှာထဲပို့အကြွားမေ့သွားခဲ့ပါတယ်။အပြင်မှာပဲတရအလုံးထုတ်ထားခဲ့တဲ့အကြွားသမိုင်းဟင်းတွေအကုန်လုံးကလည်းသိုးကုန်ပါတော့တယ်။ဒုက္ခပါပဲငါသမိုင်းဟင်းတွေအများကြီးချက်ထားပြီးရေခဲတတာတွေထဲပို့အကြွားမေ့သွားခဲ့တယ်။တရအလုံးအပြင်မှာပဲထထတာဆိုတော့အပူရှိန်ကြောင့်ပုံသိုးကုန်ပြီလားမသိပါဘူး။ဒီအချိန်မှာဘဲသူကနောက်တစ်စိန်ထပ်ပြီးတော့သမိုင်းဟင်းချက်ပြုတ်နိုင်တော့မှလည်းငါလည်းအရင်အောင်ပင်မန်းနေပြီ။ တော်ပြီဟာဒါတွေကိုပဲငါအပူလောက်ပြီးတော့တို့ကိုပြန်ကျွေးလိုက်တော့မှမတတ်နိုင်ဘူးလေအနားနဲ့ပါထွက်နေရကိုတော့နှွေးလိုက်မယ်ဆိုရင်တို့လည်းတိမမဟုတ်တော့ဘူးဒီနောက်တမားကလည်းထမင်းဟင်းတွေအကုန်လုံးကိုပြန်လဲနှွေးပြီးနောက်မှာတော့မိသားစုဝင်တွေကိုခြာကျွေးလိုက်ပါတယ်ဟာဒုက္ခပဲရောက်မရဲ့ပဲဟင်းကနေပြီးတော့ခါတတန်အရသာကြီးနဲ့အနားတွေကလည်းထွက်နေဟုတ်တယ်ချွေးမလေးဟင်းသီးဟင်းရွက်တွေကလည်းမလတ်စတဲ့ပုံစံမျိုးကြီးနော်နွမ်းဖက်နေရပဲနေငါတို့ကမနှက်ခရေကချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုကျွေးလိုက်တာတော့မဟုတ်ပါဘူးကျမလည်းဘယ်လိုလုပ်ရမလဲအမေ ကျွန်မလက်ထပ်ပြီးတရင်ကိုရောက်လာတဲ့အချိန်ကစပြီးမိဖို့ကန်းတဲ့ကနေထွက်ကိုမထွက်ရတော့ဘူး။မနက်ကနေညမိုးချုပ်တဲ့အထိဒီထမင်းဟင်းတွေပဲချက်နေရတယ်။ကျွန်မမိဘအိမ်မှာဒီလောက်ထိထမင်းအများကြီးဘယ်သူမှစားကြတာမဟုတ်ဘူး။ဒီမှာစားတဲ့တနက်စာလောက်ကိုပဲအိမ်မှာဆိုရင်တရက်လုံးစားကြတာ။ကျွန်မတစ်လလုံးပါဇက်ပိတ်ပြီးတော့တီးခန့်နေခဲ့တယ်ဆိုပေမဲ့ကျွန်မထပ်ပြီးတော့မတီးခန့်နိုင်တော့ဘူး။ကျမကိုအကူအညီပေးဖို့အတွက်ဘယ်သူမှလာကြတာလည်းမဟုတ်ဘူးအမေတို့ကထမင်းတနက်စားတဲ့အခါတိုင်းဟင်းတွေကိုလည်းအပြည့်စုံလို့ခြင်းနဲ့အပြင်အချိုကလည်းတဲကျင်သေးတယ် ဘယ်သူကအလောက်အများကြီးစားနိုင်လို့လဲစားတယ်ဆိုလို့ရှင်လဲချက်ပေးရတဲ့သူကိုအားနာရမှာပေါ့ကျမလူတယောက်လေကျမလည်းအရှင်အန်းကိုပင်ပန်းတက်တယ်ကျမလည်းမောတယ်ကျမအရှင်အန်းကိုပင်ပန်းသွားတဲ့အတွက်တနတ်ထဲမှာပဲထမင်းတွေအကုန်လုံးကိုချက်ပြုတ်ပြီးတင်းချဖို့အတွက်ဆုံးဖြတ်ထားလိုက်တယ်ဒီနေ့ကျမချက်ထားတဲ့ထမင်းဟင်းတွေအကုန်လုံးရေခဲတက်တာတွေထည့်ဖို့အတွက်မေ့သွားခဲ့လို့အကုန်လုံးတိုးကုန်တော့ထမင်းလေးတရက်ကောင်းကောင်းမချက်ပြုတ်ပေးတာနဲ့ကျမကိုဒီလောက်ထိစကားရိအများကြီးပြောနေကြတယ်ကျမနှိမ့်စင်နေတိုင်းထမင်းသုံးနှက်ကိုဘယ်လိုချက်ပြုတ်နေရလဲဆိုတော့ကိုရောသိကြရလား ကျမအတွက်ကတော့ဘယ်သူမှတစ်ခါမှမစင်စားပေးခဲ့ကြဘူးနော်။ချွေမလေးရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာတော့အားလုံးကလည်းသူရဲ့အမှားတွေကိုသဘောပေါက်နားလည်သွားခဲ့ကြပါတော့တယ်။ဒါကြောင့်အားလုံးကလည်းချွေမလေးကိုတောင်းပန်ခဲ့ကြပါတယ်။ဟုတ်တယ်ချွေမလေးရဲ့နေ့ရက်ခန်းစားချက်တွေကိုငါတို့ဘယ်တော့မှနားမလည်နိုင်ခဲ့ကြဘူး။နေဒီနေ့ရက်ဆက်ပြီးတော့ထမင်းဟင်အများကြီးချက်ပြုတ်စရာမလိုတော့ပါဘူး။မနက်စာကိုလည်းမနက်စာလိုမျိုးအနှဲငယ်ပဲချက်။နေ့လယ်စာနဲ့ညစာကိုလည်းပုံမှန်အတိုင်းပဲချက်ပါတော့။နေ့ရက်အတုံးကြတဲ့ရောင်မနှစ်ယောက်လုံးကိုလည်းငါနှင်းကိုအကူအညီပေးခိုင်းလိုက်မယ်။ နေတုံးနှစ်ယောက်လုံးနေတို့ရောင်မကိုအကူအညီမပေးဘူးဆိုရင်တော့ချက်ချင်းလက်ထပ်ခိုင်းပြီးအိမ်ကနေမောင်းထုတ်ပြမယ်။အမေကလည်းလက်ထပ်ပြီးတော့ရခမအိမ်မှာအလုပ်တွေအများကြီးတယောက်ထဲလုပ်ရမှာပေါ့။သမီးတို့ရောင်မကိုပဲအကူအညီပေးလိုက်တော့မယ်နော်။အရင်ကစောက်မိမိခါတယောက်လည်းအတော်လေးအဆင်ပြေသွားပါတယ်။သူမသမီးဟင်းတွေအများကြီးကိုချက်ပြုတ်စရာလည်းမလိုတော့ပါဘူး။သူရဲ့ရောင်မနှစ်ယောက်လုံးကလည်းသူမကိုအမြဲတမ်းအကူအညီပေးခဲ့ကြပါတော့တယ်။ဒီနောက်သူမအတော်လေးတသားသွားခဲ့ရပေါ့။တရက်ကိုသမီးတုံနဲ့ချက်ရတဲ့အစင်လာကလည်းပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်